ဆိုရဲမိုက်တယ်ဆိုတာဘာကိုကြည့်ပြီးပြောတာလဲလို့ဆိုတဲ့နေရာမှာမြတ်စွာဘုရားကဗာလရဲ့အတွင်ပြင်လက္ခဏာလူဆိုးလူမိုက်ရဲ့အတွင်ပြင်လက္ခဏာ၃မျိုးရှိတယ်တဲ့အဲ့ဒီ၃မျိုးကဘာလဲလို့ဆိုရင်ဒုစိတ်တိတစိတ်ဒီဘယ်တော့မှစိတ်ကူးစိတ်ကူးကောင်းတာဘယ်တော့မှမကူးလူတကာဒုက္ခပေးမဲ့စိတ်ကူးပဲကူးတယ်အကောင်းဘယ်တော့မှစိတ်ကူးအများဒုက္ခရောက်မဲ့စိတ်ကူးမျိုးတွေစိတ်ကူးတယ်ဟောအများဒုက္ခ ဒီကနေ့ခင်မှာလည်းရှိတာပဲဒါတွေအများဒုက္ခရောက်မဲ့ဟာတွေကိုလှုပ်တာတွေလေအဲဒါလို့မကောင်းတဲ့အတွေးတွေမကောင်းတဲ့စိတ်ကူးမှုတွေစိတ်ကူးတဲ့ပုဂ္ဂိုလ်ဟာအများဒုက္ခဖြစ်ဖို့စိတ်ကူးတဲ့ပုဂ္ဂိုလ်တွေကဒါဘာလပဲအဲ့ဒါကိုကြည့်ပြီးတော့ဒီပုဂ္ဂိုလ်ကလူဆိုးလူမိုက်လို့တတ်မှတ်ရတယ်နောက်တစ်ခုစကားကပြောတဲ့အခါမှာလည်းပဲအကောင်းဘယ်တော့မှမပြောဘူးတဲ့အများကောင်းကျိုးချမ်းသာရရှိတတ်တဲ့စကားမျိုးကိုမပြောဘူးလူတကာဒုက္ခရောက်မဲ့စကားမျိုးတွေကြီးပဲပြောတယ် ကိုတိလေးရောက်လှုပ်တဲ့အခါမှာလည်းပဲဒုက္ကတကမ္မကာရီမကောင်းတဲ့အလုပ်ကိုပဲလှုပ်တယ်။ဒါလူမရဲ့သင်္ကြန်လက္ခဏာ၃မျိုးပါ။မကောင်းတာကြံတယ်၊မကောင်းတာပြောတယ်၊မကောင်းတာနှုတ်တယ်။လှုပ်ပြီးသည့်အတွက်ကြောင့်ကိုလှုပ်တဲ့လှုပ်ရက်အတွက်ပြန်ပြီးတော့သူကဒုက္ခရောက်တဲ့ပူပန်ဆင်းရဲ။ဒါမှမကောင်းတာလှုပ်တယ်ဆိုတဲ့ပုဂ္ဂိုလ်ကဣရတ္တပတိလှုပ်နေတဲ့အချိန်အခါမှာလည်းပဲဒုက္ခရောက်တယ်။ဒီဘဝမှာလည်းဒုက္ခရောက်တယ်။ပစ္စတ္တပတိ ပူပန်ရတယ်။နောက်ဘဝမှာလည်းပဲသူကပူပန်ရတယ်။ပါပတ်ကာရီဥပယထတ္တပတိမောဋ္ဌာလုတဲ့ပုဂ္ဂိုလ်တယောက်ဟာဒီဘဝမှာလည်းပူပန်ရတယ်ဆင်းရဲရတယ်နောက်ဘဝမှာလည်းပူပန်ရတယ်ဆင်းရဲရတယ်။ပြီးတော့ဘာလဟာသူလို့သမျှဒုက္ခပေးတာဖြစ်တော့ကြောင့်သူကတော့သူ့ကိုယ်သူကိုသူ့အတွက်အကျိုးရှိလိမ့်မယ်လို့ထင်တယ်။ဒါပေမဲ့သူ့ရဲ့လောက်ရတဲ့ဟာသူ့ရဲ့ရန်သူတွေချိပဲအကုန်လုံး။အာလုံလို့ဘာပြောပြောသူပြောသမျှသူလုံးသမျှကိစ္စတွေဟာသူ့ရန်သူပဲ။ တချိန်ကျလို့ရှိရင်သူ့ရဲ့လောရတွေကသူ့ကိုပြန်ပြီးတော့ဒုက္ခပေးသွားမှာအဲ့ဒီလိုဘာလာမျိုးကရှိတယ်လောကမှာလူဆိုးလူမိုက်ဆိုတာ